ရောမသည်ဆက်ကွန်မှာဒုဖြစ်ယုံကြည်ခြင်းဒီခြားနာခြင်းအဖြစ်ဖြစ်ခြားနာခြင်းဒီလေဘုရားခင်ဤစကားတော်အဖြစ်ဖြစ်လို့ပြောထားတာကိုတွေ့ရတယ်ဒီနေ့ယုံကြည်ခြင်းကဒီနေ့ခြားနာခြင်းအဖြစ်ဖြစ်တယ်လို့ပြောတဲ့ခါမှာဒီနေ့တမန်တော်ခန်းကြီး14အငယ်10မှာသူရဲ့အကြောင်းတွေ့ရလဲဆိုရင်အမိဝန်တွင်ကပြီးခြေမစွမ်းသည့်ဖြင့်တခါမြတ်အတော်ဘူးလို့တယောက်ဒီလုတရာမြို့၌ထိုင်တဲ့ ေါ်လူဟောပြောဒီကိုကြားလေပေါ်လူဒီလေသူသူကိုစစ်စစ်ချီးရှူ၍ယောဂါကိမိအကြောင်းသူ၌ယုံကြည်ခြင်းရှိသည်ကိုတည်မြင်လေဒီနေရာမှာဘု து အကြောင်းတွေ့ရလဲဆိုရင်အမိဝန်တွင်ကပြတခါမှလမ်းမလျှောက်ဘူးရဲ့သူတယောက်ရဲ့အသက်တာကိုတွေ့ရတယ် တခါမှဘေဘူမမတော်ဘူးတဲ့တယောက်ဒီနေ့သူ့ရဲ့တက်တာချင်းမှာခန္ဓာကိုယ်ချွတ်တဲ့ချင်းခံခဲ့ရတယ်သူ့ရဲ့တက်တာချင်းမှာအမိဝမ်းတွင်းကလေးကပြင်ချင်းမစွမ်းချင်းဝေဒနာခံခဲ့ရဘေမမတော်နိုင်ဘူးတခါမှမတော်ဘူးလို့ကျန်းစာမှာတန်းထင်တာတော့တွေ့ရတယ်ဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဖြစ်လာတဲ့အရာဘုရားစကားပေါ်မှာယုံလာတဲ့အရာကဒီနေ့ကျွန်တော်တို့ကြားခြင်းဖြစ်တယ်လို့ပြောတဲ့အခါမှာဒီနေ့ဒီ အမိဝမ်းသင်ကလေးကပင်ချိန်မစွန့်တဲ့သူရဲ့အတ္တဓာတ်ထဲမှာအဘာဖြစ်ခဲ့လဲဆိုရင်အိုးလူရဲ့တရားဟောချက်ကိုတွားပြီးမှသူရဲ့အတ္တဓာတ်ထဲမှာကြားခဲ့တယ်ဒီနေ့သူဘေးမှမတွားဘူးဆိုတဲ့အတိုင်းပဲအိုးလူရဲ့တရားဟောပွဲလေဒီနေ့သူရဲ့ပတ်ဝန်းကျင်အနားမှာလုတာလေးဖြစ်ကောင်းဖြစ်မယ်အဲ့ဒီအချိန်မှာသူရဲ့ကြားနာခြင်းကပိုးလူရဲ့တရားဟောချက်ဖြစ်စေခဲ့ပိုးလူရဲ့လူမြောက်ခြင်းအကြောင်းဖြစ်ဖြစ်မယ်ယေရှုခရစ်တော်ရဲ့တက်ဆွမ်းခြင်းအကြောင်းဖြစ်ရင်ဖြစ်မယ် အဲ့ဒီပုံမှာသူကြားနာခဲ့တဲ့အခါမှာဘာဖြစ်ဖို့ကြောင်းဖြစ်စေခဲ့လဲဆိုသူရတတ်တာတွေမှာယုံကြည်ခြင်းရှိလာဖို့ကြောင်းဖြစ်စေခဲ့ဒီသူခံခဲ့ရတဲ့ဒီဝေဒနာသူခံခဲ့တဲ့ဒီအသက်လုံးချုံနောင်ချင်းတဲ့ကနေသူလွတ်မြောက်ဖို့အတွက်သူ့ထဲမှာယုံကြည်ခြင်းရှိခဲ့တယ်ဆိုတာကိုမြင်တွေ့ရတယ်ဘေးအချိန်မှလည်းဆိုရင်သူပိုးလို့ရတရားဟုတ်ချက်စကားကိုသူကြားတဲ့အခါဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာတွေမှာ ဆင်ခြင်ရမယ့်အရာဒီနေ့ကျွန်တော်ရဲ့ကြားနေတဲ့အရာပါကြားနေတယ်ဒီနေ့လောကရဲ့အတန်လည်းအများကြီးရှိတယ်ဒီကာလမှာလောကဘာတွေပြောနေရလဲလောကရဲ့ခက်ခဲခြင်းတွေလားစိုးရိမ်ခြင်းတွေလားပူပန်ခြင်းတွေလားဒီနေ့လောကအတန်ကိုကြားမယ်ဆိုရင်လောကအတန်ကိုနားဆွနေမယ်ဆိုရင်ကျွန်တော်ရဲ့အသက်တာထဲမှာအကြောက်ရွံ့မှုတွေပဲကျွန်တော်ရဲ့အသက်တာထဲမှာစိုးရိမ်ခြင်းတွေပဲကျွန်တော်ရဲ့အသက်တာထဲမှာပူပန်ခြင်းတွေပဲရှိနေမှာဖြစ်တယ်ဒါပေမဲ့ဒီကနေ့ဒီချေမစွန်းတဲ့သူကိတော့ပဲ ဘုရားရဲ့စကားကိုနားစွန့်မယ်ဆိုရင်ဒီနေ့ပေါလုပြောခဲ့တဲ့နှုတ်ကပတ်တော်ကိုသူနားစွန့်ခဲ့ခြင်းကသူ့ရဲ့တသက်လုံးအချုံလုံးချင်းခံခဲ့ရတဲ့အထဲကနေလွတ်မြောက်မှုဖြစ်စေခဲ့တယ်။တသက်လုံးချိန်မဆွမ်းတဲ့ဘဝကနေချစ်ချင်းထပြီးတော့လမ်းလျှောက်ဖို့ကြောင့်ဖြစ်စေခဲ့တယ်။ချုံလုံးချင်းကနေလွတ်မြောက်ဖို့ကြောင့်ဖြစ်စေဒီပေါလုရဲ့တရားဟောခြင်းစကားနားထောင်တဲ့အခါဘုရားစကားကို နားဆွင့်တဲ့အခါမှာသူရဲ့အခြေအနေကပြောင်းလဲဖို့ကြောင့်ဖြစ်စေခဲ့တယ်။သူရဲ့တသက်လုံးဖြစ်နိုင်တော့ဘူး။တသက်လုံးဒီဘဝမှာပဲအဆုံးသတ်ရတော့မလားဆိုပြီးမှစဉ်းစားရကနေဘဝကနေချုံအောင်ချင်းသေးမှာပဲရှိနေတဲ့ဘဝကနေအခြေအနေတွေကပြောင်းလဲသွားစေလေဆိုတော့မြင်တွေ့ရတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့အသက်တာကြီးမှာကျွန်တော်နားဆွင့်တဲ့အရာကအဲ့တော့အရန်ရေးကြည့်ရပြည်တယ်။ကျွန်တော်ဘေးအရာကိုနားထောင်နေရလေ။လောကရဲ့အတန်ကိုနားထောင်နေရလားဒီနေ့ဘုရားရဲ့စကားအတန်ကိုနားထောင်နေရလားဘုရားပြောတဲ့အတန်ကိုနားထောင်နေရလားလောကပြောတဲ့အတန်ကိုနားထောင်နေရလားကျွန် ျွန်တော်အဲ့ဒီအရာကိုကျွန်တော်ဆင်ခြင်ဖို့လိုအပ်တယ်။ပိုင်းခြားပြီးမှကျွန်တော်တို့နားထောင်တတ်ဖို့လိုအပ်တယ်ဆိုတော့အထူးပဲမြင်တွေ့ရတယ်။တရားတွေကျွန်တော်တို့ဘုရားစကားနားထောင်မယ်ဆိုရင်ဘုရားအတန်ကိုနားထောင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာတွေမှာဘေးအရာတွေဖြစ်နိုင်တာလေ။ဘုရားကအမြဲတမ်းဖြစ်စေမှာဖြစ်တယ်။ကျွန်တော်တို့ရဲ့မတက်နိုင်ခြင်းတွေကျွန်တော်တို့ရဲ့မဖြစ်နိုင်ခြင်းတွေအခြေအနေတွေအမျိုးမျိုးကိုညီဝတွင်ကနေချီမစွမ်းတဲ့သူကိုဘုရားကကျွန်တော်ရဲ့အသက်တာတွေမှာလေမြောက်ချင်ပေးစေမှာဖြစ်။ဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့အသက်တာတွေမှာအကျူးဆင်ခြင်ရမယ့်အရာကျွန်တော်နားထောင်နေတဲ့အရာ ကျွန်တော်တို့နားဆွနေတဲ့အရာကဘုရားစကားဖြစ်ဖို့ပဲလို့အတားဖြစ်နေဘူးဘုရားစကားဖြစ်မယ်ဆိုရင်ဘုရားစကားပုံမှာတော့ကျွန်တော်တို့နေ့တိုင်းမှာဘုရားပြောတဲ့အပေါ်မှာနေ့တိုင်းဘုရားကိုကိုစကားပြောတဲ့အရာပုံမှာကျွန်တော်နားဆွပြီးမှကျွန်တော်အသက်ရှင်နေဆိုရင်ကျွန်ရဲ့အတ္တသေးမှာဆိုရင်မှုတွေကျွန်တော်တို့တက်တာလည်းခက်ခဲခြင်းတွေမဖြစ်နိုင်ခြင်းတွေပါရောက်လာတော့မှာပုံဖြစ်နေဘုရားရှင်ရဲ့တက်ဆွန်ခြင်းတာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဘုရားသခင်ရဲ့အလုံးလုံးခြင်းတာလေကျွန်တော်တို့ထဲမှာမြင်တွေ့ရမှာဖြစ်တယ်ကျွန်တော်တို့ထဲမှာချုပ်နှောင်ခြင်းခံထားရတဲ့အရာတွေကျွန်တော်တို့ထဲမှာမလွတ်မြောက်တဲ့အရာတွေ ွေကတို့အမိဝန်တွင်ကလေးကပြီးအချိန်မစွန့်တဲ့သူကလေးတို့ပဲကျွန်တော်ရဲ့အတ္တသားမှာအချိန်တွေပြောင်းလဲသွားစေမှာဖြစ်တယ်ကျွန်တော်ရဲ့အတ္တသားမှာနမိတ်လက္ခဏာမဖြစ်နိုင်တဲ့အရာတွေကကျွန်တော်အတ္တသားမှာမြင်တွေ့ရလာမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့ ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ရဲ့နားထောင်နေတဲ့အရာပြောင်းဖို့လိုပါတဲ့ကျွန်တော်ရဲ့နားထောင်နေတဲ့အရာဘာဖြစ်လို့ဆိုရင်ကျွန်တော်ရဲ့နားထောင်နေတဲ့အရာကျွန်တော်နားဆွနေတဲ့အရာဘာကြောင့်ပြောင်းဖို့လိုပါလဲဆိုရင်ရောမသစ်စကုမှာပြောတဲ့အတိုင်းပဲကျွန်တော်ရဲ့နားထောင်တဲ့အရာကျွန်တော်ယုံကြည်ခြင်းဖြစ်လာစေမှာဖြစ်တယ်ကျွန်တော်ရဲ့နားထင်းမှာသွင်းနေတဲ့အရာကျွန်တော်ခံယူနေတဲ့အရာကကျွန်တော်တို့ယုံကြည်ခြင်းဖြစ်လာစေမှာဖြစ်တယ်ဒါကြောင့်ဒီလိုလောကအတန်ကိုကျွန်တော်နားဆွနေပြီဆိုရင်လောကမှာဖြစ်နေတဲ့အရာတွေကျွန်တော်တို့ယုံကြည်ပြီးမှကျွန်တော်ယုံကြည်တဲ့အတိုင်းဖြစ်လာစေမှာဖြစ်တယ်အတင်းယုံကြည်တဲ့အတိုင်းတင်နိုင်ဖြစ်စေဆိုတဲ့အတိုင်းပဲကျွန်တော်လောကအတန် 我们拿商品吧。Uh, ကျွန်တော်တို့ယုံကြည်ခြင်းတည်ဆောက်နေပြီဆိုရင်အဲဒီလောကပြောတဲ့အတိုင်းပဲလောကရဲ့ဆိုးရိုးခြင်းတွေအတိုင်းပဲကျွန်တော်တက်တာတဲ့မှာခြုံရမှာဖြစ်တယ်။ဒါပေမဲ့ဘုရားစကားပေါ်မှာကျွန်တော်တို့ကြားနာပြီးမှဘုရားစကားပေါ်မှာပဲယုံကြည်ခြင်းတည်ဆောက်နေပြီဆိုရင်ကျွန်တော်အသက်တာတဲ့မှာအဲဒီခက်ခဲခြင်းအဲဒီဆိုးရိုးခြင်းတွေအဲဒီမဖြစ်နိုင်ခြင်းတွေအဲဒီမတတ်နိုင်ခြင်းကကျွန်တော်အသက်တာထဲကထွက်သွားမှာဖြစ်တယ်။ကျွန်တော်ရဲ့အသက်တာထဲမှာချုံနှောင်ခြင်းကသူ့အလိုလိုပျောက်သွားမှာဖြစ်တယ်။သူ့အလိုလိုလွမြောက်သွားစေမှာဖြစ်တယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့နားထောင်ခြင်းကဘုရားစကားဖြစ်ဖို့လိုအပ်တယ်။ဘုရားရဲ့စကားပေါ်မှာ ါကကျွန်တော်နားထောင်ပြီးမှနားဆွင့်ပြီးမှအသက်ရှင်ဖို့ရန်တို့လိုအပ်တယ်ဆိုရယ်နှုတ်ပတ်တော်လေးနဲ့အနည်းငယ်ခွန်အားပေးဝင်ငှချင်ပါတယ်အရောက်ချင်းစီတိုင်းပေါ်မှာဖျားခင်အချူကောင်းကြည့်ပေးပါစေ